တောင်ကြီးသူယူကျူချင်တွေကနေပြီးတော့ပြင်လေကြိုဆိုလိုက်ပါလေဗျာကဲဒီနေ့မှာတော့နော် line ပေါ်မှာအရန်နဲ့မှခစ်စားနေတဲ့ sniper မလေးတွေရဲ့အကြောင်းလေးနည်းနည်း sharing လုပ်သွားမှာဖြစ်ပါတယ် sniper မလေးတွေကိုကျမတို့နဲ့အတူတူကြည့်ရအောင်ပါနော်ကဲဘလို့ sniper လေး2025 sniper ပေါ့နော်နောက်ဆိုလို့ရှိရင်2026မှာပို့ပို့ပြီးတော့နော်ဘလို့နေ့စနေတွေလာအောင်မလဲကျမတို့ကြည့်ရမှာဖြစ်ပါတယ်နော်နေ့ဆိုင်နေ့တိုင်းပြောင်းလဲနေတယ်ပေါ့နော် social media ခစ်အခါလေးမှာကျွန်တော်တို့ဟာနဲ့ နည်းနည်းနော်ကျွန်တော်တို့မျက်လုံးကိုလေးဖွင့်ပါနားကိုလေးစွန့်ရမယ့်အနေထားလေးပေါ့နော်ကျွန်တော်တို့ကဲဆက်လာပြီးတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဗျတော်တော်လေးကိုတည်ကြီးမခံနိုင်တော့လို့လာပြောတာတခြားရောမဟုတ်ပါဘူးကိုယ်အိမ်ထဲလေးကြောက်နေပါဟိုဘယ်လိုပြောရမလဲကိုကဖောက်ပြန်ခံရတယ်လူကိုဘကမှန်နေသူတို့ကကိုကိုဖောက်ပြန်သွားတာညနာလေးတော်တော်ပြောင်းနေသေးလားထားပါဒါကြတော့သူတို့ သူကြောက်ချင်တဲ့သူသူကန်တဲ့သူသွားမှာပါဟောဒါမဲ့ပြောပြချင်တာကအဲကိုနဲ့ကိုနဲ့ခင်တဲ့အပေါင်းအသင်းတချို့ရောနောက်ကိုနဲ့တိတဲ့တကယ်ချင်းအပေါင်းအသင်းတချို့ရောမတိတဲ့အကြောင်းအရာလေးကိုကပြောပြချင်တာအဲ့ဘာလို့ဆိုတော့အခုမှဖောက်ပြန်တာမဟုတ်ဘူးအခုမှဖောက်ပြန်တာမဟုတ်ဘူးသူနဲ့ကိုနဲ့အိမ်တော်ကြပြီးနှစ်လလောက်ခရေရဒီဦးလေရဒီခဲကောင်မတရားနဲ့ဖောက်ပြန်တာဟုတ်ရှက်ဆက်တယ်တိလားလုံရက်တယ်တိလား ကိုကတော့လေကိုရဲ့ဘဝတွေရောဟိုခန္ဓာကိုယ်ရောရင်းပြီးတော့ဩဟိုကိုချစ်ခဲ့တာပဲကိုယောက်ျားပါပဲဆိုတော့ဟိုအတွေးလေးနဲ့အကုန်လုံးကိုကသူ့ပုံမှာပုံပေးထားတာဟွကိုကြတော့လောက်ရက်တယ်ဒါပေမဲ့အဲ့တော့ကလည်းသူညင်းတယ်ပတ်စွဲကြီးခတ်ရတာလဲတယ်လဲပတ်စွဲကြီးခတ်ရတာအမအဲ့ဘက်ကညာဘက်ကြီးဂိမ်းနေစောတာဆိုတော့ကိုကလည်း ကစိုးရင်အိတ်ခဲ့တယ်မနေ့ကစိုးရင်လို့တာကွာညတတိုင်းတိုင်းလောက်မှအိတ်တာဆိုတော့ဒီမနေ့ခင်းကြတော့မအိတ်ဘာလို့ရောက်မလဲမနိုးအိတ်တာအဲ့မှာလည်းလက်ပွေနှိပ်တဲ့ဟာလေးနဲ့သူ့လက်ကိုယူပြီးတော့တတ်နေလိုက်တော့အဲ့မှာလည်း तू ကအဲ့ကောင်မနဲ့ပြောထားတယ်ချက်ပြီးပြီဒါပေမဲ့တခုကကပါလေအာမလည်းကိုစကားပုံလို့ဖြစ်နေရသေးလားလေလုံးနဲ့ပဲချိတဲ့ဆဲစကားပုံလို့လေ तू ကချက်ထားတာဒါပေမဲ့ဆက်မရှင်းလိုက်တဲ့အတွက်ကိုကနှိပ်လိုက်တဲ့ခါကျတော့ကွက်တိမပေါ်လာတယ် အာအမေကဖတ်လိုက်တာကိုကလည်းဖတ်လိုက်တော့အမလီအဲ့မှာတော့အဲ့ကောင်မနဲ့ပစံလေးလွှဲထားတာတွေရောဒီဟိုကအလိုဘလိုဆက်ချက်ထားတာရာစအကုန်လုံးပြီးတော့ကိုလေးနဲ့ဇဝဲဇဝါပြက်သွားတိလားဟာဘာလဲဗောဒီလိုရင်သူလုံးရနိုင်မယ်လို့ထင်လည်းမထင်ဒါမဲ့အဲ့ဟာကိုလည်းလေငင်းလာငင်းလာဆိုတာလေတိလားအခုသူနဲ့ကိုနဲ့အိမ်အောင်တက်ငါနဲ့အိမ်အောင်ပြီငါနဲ့ရဲ့မှာအပြည့်တော့မပြည့်သေးဘူးဒါပေမဲ့ခုလာမယ်စစ်တလာမယ်ဆိုပြည့်ပြီနော်ငါနဲ့ရဲ့ရောက်ပြီ အဲ့ဒီ9နှစ်ထဲမှာလေပြီးခဲ့တဲ့ဟိုဟာ9လလောက်ကမှအဲ့ဒီကိစ္စဝန်ခံသွားတာအဲ့ဒီကိစ္စဝန်ခံတော့ तू လုတ်ပါတယ် तू လုတ်ခဲ့ပါတယ်ဆိုလာဘူးဒီဒီလိုပဲအရန်ဖြစ်ရင်းနဲ့အဲ့တော့ကလေကိုကကိုကသိရမလားသိပါတယ်ကိုနဲ့ပေါင်းသင်းခဲ့တဲ့ပေါင်းသင်းတွေအကုန်လုံးသူ့ကိုကိုဘလို့ထားတယ်ဘလို့ကိုတော်ကိုကိုကိုလေးမတရာအောင်ရှင်းရှင်းပြောရမယ်ဆိုရင်ကိုကိုကိုမတရာအောင်သုံးဖို့လို့သူ့တက်ကြရဲ့လိုချင်တာကိုဖြစ်အောင်လုပ်ပေးတာကိုရှာနေတဲ့ငွေကိုလည်းကိုသိတယ်ကိုဘလောက်ဝင်တယ်ဆိုတာလည်းကိုသိတယ်နော် ယောက်ျားဖြစ်တဲ့လူထဲဟိုအပြင်းလို့ကိုထောက်မလုပ်ခိုင်းဘာဖြစ်လို့မလုပ်ခိုင်းတာရောဆိုတော့ကိုကအဲ့မိထားလို့ခုဒါကနှစ်ချိန်ညလာမယ်နောက်ထပ်တစ်ပိုင်းနဲ့ဆက်လာမယ်စောင်းနေမှာတော့ကဲနော်ဒါလေးရတော့ကြည်စမ်းတနာစရာလေသူဒီညီမလေးဆိုရင်ရမ်းရုပ်လျှောရနော်ကြည်သူမျက်နှာလေးချစ်စရာလေးသူယောက်ျားလုံးဝရုပ်ဆိုးကြီးသူရဲ့ဟို page တဲမှာဝင်ကြည့်လိုက်နော်သူယောက်ျားဘဝတုတ်တုတ်နေတဲ့ရုပ်ဆိုးရေးအဲ့ဒါတော့မှဖောက်ပြန်တယ်လူတွေကအမှန်တကယ်တော့ရုပ်ချောတာတွေရုပ်ဆိုးတာတွေအဓိကမို့အဓိကစိတ်တက်ပဲနော်စိတ်တက်ကမကောင်းရင်ဘလို့ပဲဖြစ်ကိုယူထားတဲ့မိန်းမမင်းသမီးပဲဖြစ်နေပါစေကိုယူထားတဲ့မိန်းမဘလောက်ကြီးပဲရှောမောလှပနေပါစေဖောက်ပြန်တဲ့စိတ်တက်ပါလာတဲ့လူတွေကဖောက်ပြန်ကိုဖောက်ပြန်မှာပဲဖြစ်ပါတယ်လို့နော်ဒီကိစ္စတွေကတော့ကျွန်တော်တို့မနော်ပြောမယ်ဆိုလို့ရှိရင်လှတာရှောတာအဓိကအနေထားမကြောက်ဘူးနော် ။ဘာပဲဆိုလို့ရှိရင်လူတယောက်ရဲ့ဒီလိုမျိုးစိတ်တက်တယ်ပေါ့နော်စိတ်တက်တယ်ကတချို့ဆိုလို့ရှိရင်အဲ့လိုမျိုးလိုက်စားတဲ့လူတွေပေါ့နော်လိုက်စားတဲ့လူဆိုလို့ရှိရင်တယောက်ပြီးတယောက်တယောက်ပြီးတယောက်မင်းကလေးတွေဒီတိုင်းပဲယောက်ျားလေးပဲဒီတိုင်းပဲပေါ့နော်ရှိကြတယ်ပေါ့နော်။ဒါရဲ့သူရဲ့ဇယက်ဝါဒနာဒီလိုပါကြတာလူတွေရှိကြတယ်။အဲရှိုးဆိုလို့ရှိရင်အဗီဇလေးပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုအယုတ်နေထမ်းလဲရဆိုလို့ရှိရင်နော်အာတနာစရာကောင်းပါလေဒီဘောမျိုးတွေပေါ့နော်အသက်တွေသူ့ရဲ့အရှိတခန္ဓာကိုယ်တွေပေးခရရတာနော်ကိုချင်းစာဘောတော့ကျွန်တော်လို့တော့ အဲကိုရှင်းနဲ့စတာပေါ့နော်အဲသနာဆရာလေးကောင်းပါလေဗျတချို့ကကြတော့ဘယ်လိုထင်လဲသိလားတစ်ဖက်ကဥမာအာတစ်ဖက်ကိုနင်းထားတာကွာအပိုင်နင်းထားတာအာတစ်ဖက်ကလူကတက်တက်လုံးတိတ်တိတ်ဘုံဘုံကနေနေပြီးမှသိလားဘယ်လိုပဲဖြစ်ဖြစ်ကွာသိလားဘရောတက်တက်လုံးနေပြီးမှတိတ်တိတ်နေပြီးမှတိတ်တိတ်ကလေးပဲနော်တိတ်တိတ်ကလေးနေပြီးမှတစ်ဖက်ကဒီအိမ်ကအိမ်ကမရှိတယ်မရကြီးလင်ကြီးကဒါကျင်းနေမယ်ဆိုရင်နှစ်ယောက်ပေါင်းမှသူက သူကနှစ်ယောက်ပေါင်းလို့သူကနှစ်ယောက်ပေါင်းမှာเนาะဘယ်လောက်စားစားမတင်းတိမ်နဲ့သဘိုးနေပြီးတော့တေမဲ့တေမဲ့လူစားမျိုးနေပေါ့เนาะအဲ့ဒါကိုအဲ့တော့မရင်ငယ်ကတော့ तू ကသူ့ပိုင်ပစ္စည်းမဟုတ်ဘူးလေသူ့ပိုင်ပစ္စည်းမဟုတ်တော့တခိုးဆိုတော့ဟုတ်လားချန်ပီယံနေပြီးတော့အိမ်ထဲကိုခဲနေပြည့်သွင်းနေတာတလုံးတရက်တရက်ပင်ကနေပြီးတော့ဟိုနေကိုချူတော့တလုံးကြာလဲတလုံးစားနှလုံးကြာနှလုံးစားမှာလေအင်ရှင်ထွက်လာရင် तू ကချန်တော့ကပ်ပြီးတော့ဟုတ်လားပုံနေမယ်တခိုးပါဆုံးမှာပဲဟုတ်တော့မလားချန်တော့ကပ်ပုံနေမယ် เนาะအဲ့တော့ဒီအပင်ကဒီအသေးရည်တီးဖို့အတွက်ရေလောင်းပေါင်းတင်ပြုစုပြောင်းခဲ့တဲ့ပိုင်ရှင်ကပောက်ကွဲမှာပဲသူမဆိုဟုတ်เนาะအဲ့တော့ကျွန်တော်မကျင်းလို့အပင်မှာအမြင့်ကလှလို့မလို့ဘူဇန်တွန်းချောက်လိုက်တဲ့လူရှိတယ်အပင်ကိုဖင်ကနေဖြတ်လိုက်တဲ့လူရှိတယ်မီးရှို့ပလိုက်တဲ့လူရှိတယ်เนาะအဲ့တော့တန်ဖိုးချင်းမတူအဲ့ဒါကိုအမလေးဟာဟိုဘလူးစီးနေတာတရဲစီးနေတာဟာဥပုပ်လိုက်တာ ဟာမရင်ရင်လို့ပြောရအောင်ဗမာလက်လက်ဘူးလက်ချက်လက်ဘူးလက်ချက်မမိပဲနဲ့ပြောရဲဆိုတော့မရင်ငယ်လင်ငယ်ရလीပြောပြမယ်တလောကလုံးကတည်တယ်သူတို့နှစ်ယောက်ဖောက်ပြန်တယ်ဆိုတော့သူတို့ကသူတို့ပဲသူတို့ကသူတို့ထင်နေတာငါတို့နှစ်ယောက်ပြီပြီလာပြီလို့ပတ်တလောကလုံးကတည်တယ်နော်မရင်ငယ်နေတဲ့ယောက်ျားနဲ့ဒီကောင်မနဲ့ဒီကောင်နဲ့တိတိပုံခိုးခိုးတွေ့နေကြရတယ်ဆိုတော့တလောကလုံးကတည်တယ်နော်အဲ့တော့မယားကြီးလင်ကြီးလည်းတိတ်ခါအရန်ကြတယ်အရန်အောက်တယ် နော်အရန်အောက်တယ်အဲ့ဒီဟာလေကျမဆိုလေကျမစိတ်ထဲမှာလေအဲ့ဒီဟာကိုလေဘလို့လဲမသိဘူးကျမစိတ်ထဲမှာလေအဲ့ဒီလိုခိုးကိုရဲ့ဒီအိမ်တော်ကြီးဖောက်ပြန်တာကိုလေကျမစိတ်ထဲမှာဘူးလို့ကိုကိုစော်ကားလို့ခံစားရတယ်တိလားအချစ်တာမဟုတ်ဘူးနော်ချစ်တာချစ်လို့မဟုတ်ဘူးအချစ်လို့ဒီအောင်ဆွဆွဆွခုံနေတာမဟုတ်ဘူးစောက်ပွားကြီးလို့ကိုကိုစောက်ပွားကြီးလို့စောက်ယူကြီးလို့ကွာတိလားသူတို့လှည့်စားနေတိုင်းလှည့်စားလို့ရတယ်အမှန်လေအလကားပါပေါ့ချုပ်လိုက်ပြီးွားတာ ထင်နေတာအမျိုးထင်ခံရတာကိုအောက်တာဟိုငငယ်လေးကလေးကလည်းကိုကလည်းဟိုအလုပ်တွေလုပ်ခဲ့တာလည်းပါသွားလိမ့်မယ်ဒီလားအလုပ်တွေလုပ်ခဲ့တဲ့အတွက်လည်းပါတယ်ပေါ့အဲ့လိုကို့ကိုလာပြီးတော့လှည့်စားရတာလိမ့်တာအသိမုံးနေအသိမုံးနေကျမဒီလားအသိမုံးတာအကျမအသိမုံးတဲ့သူတွေဆိုရင်ကျမစိတ်ပါပါဘယ်လောက်ကြည့်လို့အသိမုံးတဲ့သူတွေဆိုသူတို့တည်တည်ဝါးကြတယ်ဒီလားကျမအသိမုံးတဲ့သူတွေတည်တည်သွားကြတာများတယ်ဒီလားအဲ့တော့အခု အဝင်ရေးတဲ့ကွန်မန်ဝင်ရေးတဲ့သူတွေဆိုရင်ယောက်ျားတွေကပေါ့ဟုတ်တယ်ငါလုပ်တယ်ဘာဖြစ်လဲငါကြိုက်လို့တော့စမ်းမှာမောင်းချမဲ့အိမ်မောင်းနေပြီတော့တော့စမ်းမှာဘာလုပ်ကောင်မှာလဲတေးလိုက်လေတော့တေးလိုက်နော်တခိုးမကြီးတခိုးမကြီးကအပြင်းကြီးခိုးစားတာကိုကို့လာပြီးတော့လှည့်စားပြီးတော့အလင်းကနေပြီးကို့လာအတုံးချနေလိန်စားနေအောင်ဒီလိုကောင်ဘာကောင်မှုလို့လဲတော့စမ်းမှာနော် ထောက်ပြန်တဲ့အိမ်တော်ဘက်ကိုအနုဆုံဂုံဆုံကွာဆောက်ဆောက်ဆောက်ပြန်ဟာကိုဘာကိစ္စနဲ့ရှုံးခဲ့တဲ့ထဲပြီးအနှာကြည့်နေရမှာလဲကိုကဘာကိစ္စဘုရားသခင်တို့တန်ထိုင်ချက်ဖို့နေရမှာလဲချီးတော့မှန်တယ်မှန်တယ်ဟုတ်တယ်မလားဟုတ်တယ်ဒီအပြင်းအကောင်မကလည်းအာအာလေးလားသူတို့ကသူတို့အာအာလေးမလို့လားတနေ့ကိုနာနာရဲ့အဲ့ဒီကောင်မနဲ့စကားပြောရင်ကိုဆောက်တင်းကနိုင်ခွက်ပါတယ်ဆောက်ပေါ်မကြီးဆောက်ယူမကြီးဘလူးမကြီးတရဲမကြီးနော်ပြောနေတာ တိလားအဲ့တော့တခုံးမဆိုရဲပြပြအောင်ပဲအကြောင်းကိုလီရိုက်တဲ့တခုံးမတွေကမှတ်ထားဒီကောင်တကောင်တွေကိုခိုးတာမဟုတ်တသောင်းခိုးလာတာဟုတ်တယ်မှန်တယ်နော်ကိုကတမယားကြီးတစ်ချိန်ပဲပြပူရင်မယားကြီးဆိုင်ကတစ်ခါပဲပြပူရင်အဲ့ယောက်ကြောင့်ဘလို့ကြိုက်တွေ့ရမှန်းမသိဖြစ်မှာဟိုမရင်ငယ်မမရင်ငယ်ပေါင်း1600ခန့်လာတာနော်မောင်ဖြူမောင်ပြမောင်ဝါမောင်နီကိုမရင်ငယ်ခန့်လာတာမယားကြီးအားလုံးနဲ့ fight လာတာမယားကြီးအကုန်လုံးနဲ့ fight လာလို့မယားကြီးအထာတောက်တောက်တည်တယ်သူကဟွန်းနော်ပြီးကိုယောက်ျားအကြောင်းကတော့ကောက်ကောက်တည်တယ်သူကဒီလိုကောက်ကျိုးတွေအများကြီးတော့တုံးချလာတာ ဘယ်အကောင်ဘလို့ခိုင်လိုက်မယ်ဘယ်ကောင်မရဲ့ယောက်ျားကိုငါဘလို့တော့ဘယ်နှစ်ခုနှစ်ကဘလို့ပိုင်းလုံးချမင်းငယ်ခန်းစားလာတာနော်ဘသူယောက်ျားဒီလိုစကားမျိုးတွေဒီလိုအပြုမှုမျိုးတွေဒီလိုပြက်တနာမျိုးတွေဒီလိုဆက်ဆိုင်ရေးမျိုးတွေကသူ့ဘဝမှာဒုနယ်တွေကြုံလာပြီးတဲ့အတွက်ငစိမ့်တယ်လို့ပေါ့ကွယ်တိလားငါစိမ့်တယ်ရငါးကင်ကျွမ်းမှာပေါ့။ तू ကတစ်တလုံးငါးကင်လာတာလေ။အဲ့တော့ငါးဆိုရင် तू ဘာဖြစ်ရဲ့လို့ဘလို့ဥဝဘလို့ထုတ်မလဲ။ तू လက်ကပပပပလွတ်တက်တယ်ဒါကျွမ်းကျင်ရနေမှာလေ။ဟုတ်တယ်မလား။ အဲ့တော့ဒီယောက်ျားကလည်းမရင်ခင်နေဘူးတာဂျိုးကတ်တယ်ဆိုရင်တော့မဘယ်နှယောက်နေဘူးမှာတော့နော်ဒီလိုမရင်ခင်ဘာဝနေတဲ့မရင်ခင်ကြောနဲ့နေတဲ့ကဘာကြောမရင်ခင်မှာပြုတ်နေတွေ့လို့ရှိရင်သူလည်းမလွတ်နိုင်တော့ဘူးဟွန်းခုနကကျမပထမဆုံးပို့မှာပြောသလိုပဲသူ့ဘာသူမလွတ်ရင်သူ့သေနော်ပို့ခံစရာဘာတောင်းမှမရှိနော်တနေ့ဟိုဥမာလာသူတို့နှစ်ယောက်တနေ့ကိုဘယ်နှစ်နာရီစကားပြောလဲချက်ပေါက်မှာသူတို့နှစ်ယောက်ဘယ်နှစ်နာရီချက်လဲ နော်သူတို့တယောက်ချက်လုပ်ရင်အဲ့ဒီအကြောင်းကိုမှပဲနေမလားတချို့ဆိုစကားတော့မှားတယ်မရင်ငယ်ကိုသွားပြောလိုက်ဒီစကားမရသေးလားပြောလိုက်ဒီစကားနဲ့နော်ဒီမရင်ငယ်မတွေကအာဘယ်တော့ဆုံးပြစ်မတဲ့လို့စောင့်နေတာတချို့ကကျွန်တော်လည်းစဉ်းစားတယ်ထောင်ထဲထည့်ပလိုက်မယ်ဘာထောင်ထဲထည့်တာမထည့်တာထည့်လीနော်ရှင်းပြောရည်ကြီးလားဟိုပကံနဲ့ကျွေးပါရဲ့နဲ့စက်ခွက်စဉ်းစားတာကိုဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ပြီးတော့သူ့ကိုဟုတ်လားဖျားစမော်တင်ထားမလဲနော်အဲ့တော့သူ့ဘဝနဲ့သူ့အကြောင်းဘယ်တော့မှဒါကြီးရာရာတပ်ပန်နော်ငါမှန်းထားတဲ့အတိုင်းဖြစ်မယ်လို့ဘယ်တော့မှမစင်စားကြနဲ့ဘယ်တော့မှလောကကြီးမှာဘယ်တော့မှဘာဘုံမှကိုကချေလဲလို့မရဘူးသူ့ဘဝနဲ့သူ့အကြောင်းသူ့တိုင်းနဲ့သူ့ကံနော်သူ့အကုသို့နဲ့သူ့ နော်ဟိုမတယောက်ညီမလေးတယောက်ရင်းဟာဆိုတဲ့စင်ရဲတော့ကအတူတူမရဲတဲ့ရုံးကန်ခဲ့ရလို့အစင်ပြေတော့မှမရင်ငယ်ထားလို့ကျမကွာပလက်ကွာပေးလိုက်ပြီးရရင်ထဲမှာတဆစ်ဆစ်နဲ့နာကျင်နေတဲ့အဲ့ဒါပဲအဲ့ဒါပဲမရင်ငယ်ပါဆုံးမသူ့ကိုစင်ရဲဘူးကလာခံပါတော့တရောင်းစားဖြင့်သူကခံပါတော့ဟုတ်လား9ရောက်နဲ့9ရောက်တထောင်ပေးရတဲ့မရင်ငယ်ကသူ9ရောက်တထောင်ပေးမှသူ9ရောက်တထောင်ပေးတော့နေကပေးနိုင်နေကသူညာနေဆိုရင်အဲ့အဲ့မရင်ငယ်မှဒီ9ရောက်တထောင်နဲ့မရင်ငယ်မှမဟုတ်လို့နော် အဲ့တော့9000နဲ့မငင်ငယ်မောက်ဟို9သိန်းပေးနိုင်တဲ့ခါမှလည်းတွားလုံနေသေးတယ်ဆိုတော့တော်တော်အဲ့မိမနဲ့သူနဲ့အတန်ရောစင်အမြင်တန်းနေတယ်အဲ့တော့ကိုကလည်းစုံပေးခဲ့3ခွင့်ဆိုင်နဲ့4ခွင့်ဆိုင်နဲ့အာယုံမနောက်နဲ့စုံပလိုက်နော်ဟိုငါကူရိုးစုလာလို့သိလားအဆူဆူတို့ပဲငမ်းမန်းလိုက်ပြီးတော့ပုတ်ပွားပြီးတဲ့နေတာဒီအဆူကမနှုတ်မချင်းခံစားနေရမှာနှုတ်လိုက်မှအေးမှာမနှုတ်မချင်းကိုကဟာဟိုကိုမသိနိုင်ရင်အဲ့တော့စိတ်ဆင်းရဲမခံနဲ့စုံပလိုက် ။နော်တန်ရုံးစီမထားနဲ့။အဲကျမရဲ့အောက်မှာဝင်ရေးထားတဲ့ညီမတွေအမတွေကိုကျမကြည့်တာတချို့တွေကြတာလေ။အာအရန်ကိုဟိုဘယ်လိုပြောမလဲ။ဒါကြီးကိုအရန်စဉ်းစားလို့အရန်စိတ်ထိတ်ခိုက်နေကြတယ်။နော်အမျိုးသမီးတွေကျမလည်းကိုချင်းစားပါတယ်နားလဲပါတယ်။နော်မမိရင်တော့မမိမချင်းဝီအောင်ဖမ်းရမှာ။อืมတိလာမမိမချင်းမိအောင်ဖမ်းရမယ်။အဲ့ဒီကိစ္စပေါ်ဆလို့ရတဲ့ကိစ္စကိုမဟုတ်တာ။မိရဲ့နေကိုအဆုံးသတ်ပေးရမှာ။မမိလို့မရဘူးဒါ။ဟမ် မလုမလုပါဘူးမဟုတ်ပါဘူးဆိုအော်ဟုတ်ပါပါလေးမရဘူးကိုယောက်ျားဖောက်ပြန်ကြပိုသည်ဆုံးနော်အဲ့ဒီယောက်ျားရဲ့မိန်းမတော့သူ့အကြောင်းဘာမှမသိဘူးနော်ဒီယောက်ျားဖောက်ပြန်နေတာကိုပြပါရင်းနဲ့မသိချင်အောင်ဆောင်ရရအောင်နော်သူကသူနဲ့ပေါ့ရင်ကိုကလက်ပြီကိုသူနဲ့သူသူပစုံဆွဲလိုက်ရမှာမဟုတ်ဘူးကိုကသူနဲ့တတလုံးပေါင်းတယ်လက်ဒီသူနားမှာနေလို့ရှိရင်တေချာပေါ့ကွန်ဖန်လက်ပြီမှာကိုအတွက်အကလထိုင်နဲ့အိမ်ယာနဲ့နန်းတော်ကြီးနဲ့လုပ်ပေးထားတယ် ။နော်သူနဲ့ကိုယ်ရောသွားလို့ရှိရင်လက်ပြီးရောက်မှာမဟုတ်တော့ဘူးဆိုပြီးတော့ confirm ဆိုရင်တော့မှကျမတောင်ဆိုရင်တော့မလိုက်ဘူးနဲ့ပြီးလေ။လက်ပြီးတော့မလိုက်ဘူး။နော်ကျမတောင်ဆိုလက်ပြီးလည်းမလိုက်ဘူး။အဲ့တော့မျိုးသမီးတွေကဘာလဲဆိုတော့မာနရှိကြပါနော်ကျမလည်းမှဝင်ကြည့်တယ်မရင်ငယ်လေးလည်းဝင်ကြည့်တယ်မလားမရင်ငယ်လေးလည်းအားလုံးပဲကျမပြပြမယ်နော်ကိုယ့်ရဲ့အစင်တန်းကလင်းတယောက်ကိုဖြောင်းဖြောင်းမတ်မတ်တရားဝင်မယူနိုင်ရင်တယောက်တည်းနေဒီခေတ်မှာ ိမ်အိမ်ပေါ်လုံးဆိုင်အောင်ထွေးနေမှန်တယ်။သူများတွေလိုက်ခိုးကြတယ်။နော်ဖင်ရလို့ရှိရင်ဖင်ရနေတယ်မနေနိုင်လို့ရှိရင်တခြားနည်းနဲ့အသာဖြေ။နားလဲလား။အသာဖြေ။နော်ပြီးတော့ဝင်းကြီးနေတဲ့စာကူလီကောင်လေးကတခါကျမှပြောလိုက်မယ်။ဟုတ်။ယောက်ျားပြပြတတနဲ့တယောက်ယောက်ကိုတိချရွေးချယ်။อืมเนาะဟိုဘက်ဆက်ခွက်ပေးစားလိုက်ဒီဘက်ပကံပေးရလိမ့်မလို့နဲ့။သိလား။ရှင်တို့ကြောင့်နဲ့မယားကြီးတွေအသက်တူတယ်၊သွေးတိုးတယ်၊တိတ်ခါကြတယ်၊တနာ။เนาะအယံမုံတော့ပဲ။ ်နောက်ပြီးတော့မယားစီတော့ကျွန်မတခါပြောလိုက်မယ်မိအောင်ဖန်ပြီးရင်ထောင်ထဲတာကိုထည့်ပလိုက်နော်တတ်တဲ့တက်ခါရမ်းနဲ့မိအောင်ဖန်ပြီးရင်ထောင်ထဲကိုထည့်ဖို့ထည့်အဲ့ဒါဘာလဲဆိုရင်ကိုသူတို့အတွက်ပေးဆက်ခဲ့ရတဲ့အတွက်အယောစားအဲ့ဒါပဲတတ်တလုံးခမင်းစားဝင်ပြီးတော့အိတ်လို့ပြောပြီးတော့ကျေနပ်နေပုံကအဲ့ဒါပဲရှိမဟုတ်ရင်တတ်တလုံးစိတ်ကစားဖြစ်နေမယ်ငါ့ကိုစော်ကားသွားတာငါ့ရဲ့အချစ်ကိုစော်ကားသွားတာဆိုမတည်မနဲ့နဲ့စိတ်ကစားဖြစ်နေမှာဆိုတော့ထောင်ထဲကိုအရင်ထည့်ပလိုက်အဲ့ဒါနင်းကိုငါပေးဆက်ခဲ့တဲ့အတွက်အကျွေးပဲနော်အဲ့ဒီအဲ့ဒီသုံး သုံးခုတုံးကျမဒီမှာတခါလေးပြောရတယ်ကျမကိုအဲကြည်နေတဲ့လူတွေမှာမရင်ငယ်နဲ့လင်ငယ်မရင်ငယ်နေတဲ့အကောင်နဲ့လင်ငယ်မရင်ငယ်ခံတဲ့ကောင်မတွေကတော့တင်းနေမှာပေါ့နော်တင်းရင်လည်းကျမတခါလေးပြောလိုက်မယ်တဲ့လဲသေးလိုက်လို့တဲ့နော်ဖင်ဆောက်သေးလိုက်ကြသီးလားမိုက်တယ်မိုက်တယ်ပြောတော့လာနော်မိုက်တယ်နော်ဒီမမိုက်ပြောကဲစနိုက်ကျော်မမတွေနဲ့စနိုက်ကျော်ကိုကိုတွေတိတ်ချနားတော့တာမယားကြီးတွေကလည်းနော်မိအောင်တာဖမ်းဖမ်းပြီးတွေးရင်တရားမှအမှုတွေရင်ဆိုင်ပြီးတော့တခါထောင်ထဲထွက်တာထဲပလိုက် တန်ရတန်ကြီးတွေတောင်းပလိုက်ဟမ်မှိုက်တယ်ဟုတ်တယ်ခံစားမနေနဲ့ကိုဘောတစ္ဆာမရှိတဲ့လူတွေကိုတစ္ဆာထားပြီးခံစားနေရင်နော်နှလုံးရောဂါတွေတိုးကုန်မယ်ကဲဒီမိုက်ပြောရအရင်မိုက်တယ်နော်ကဲ online social media မှာတွေကတော့အခုများသောအားဖြင့်อ่ะနော်ဇက်ကားတွေမှာလဲသူများရဲ့လင်သူများရဲ့မိမကိုခိုးမှယူမှ အာတိတ်တိတ်ပုံးနေကြိုက်မှသူတို့မှာအဲဲတွေ ဟတ်တက်ဖြစ်နေကြတာနော်အတဲတဲလောက်တွေဖြစ်နေကြဇက်ကားတွေများများဟိုးတလောပါမပြီမှာနော်အဲ့လိုဘာလဲအိမ်တော်ရေးဖောက်ပြန်တဲ့ဇက်ကားတွေ၃၄ခါလောက်တင်လာပြီးတဲ့နောက်ပိုင်းမှာလူတွေကအဲ့ဒါတွေကိုကြည့်ပြီးရောမဖောက်မဖောက်ပြန်တော့ဘူးလားဆိုပိုပြီးဖောက်ပြန်လာတာများလာတယ်အဲ့လိုတွေဖြစ်နေကြတယ်မန်ကတော့ရုပ်ရှင်မှာကသူကဒီရဲ့ပေါ့နော်လူတွေကိုအသိပညာတိုးပွားအောင်ဒီလိုတွေမဖြစ်အောင် စင်ကြအောင်သူတို့ကပြတာအဓိကတော့ပညာပေးတာပညာပေးတာကိုဘာလို့ပြောမလဲလူတွေကအယူတွေမားနေပြီးတော့ပညာတွေယူယူတင်တာတွေယူပြီးတော့အခုဆို online နေပေါ်မှာတက်လာတာတွေကအိမ်ထောင်ရေးကွဲတာတွေအိမ်ထောင်ရေးဖောက်ပြန်တာတွေအိမ်ထောင်ရေးဖောက်ပြန်ခံရလို့ line ပေါ်တက်ပြီးတော့ပြောဆိုကြတဲ့လူတွေများလာတယ်နော်နေနေရှိသွေးပေါ်ကြည်ကြည်ကြည်နဲ့တွေ့လာတာတွေကအိမ်ထောင်ရေးဖောက်ပြန်လို့ခံစားရတဲ့လူတွေက မခံစားနိုင်เนาะ TikTok တွေ Facebook တွေမှာနေเนาะ YouTube တွေမှာနေသူတို့ကတင်ပြီးတော့ရင်ဖွင့်ကြတာတွေပေါ့သူတို့ရဲ့အိမ်ကောင်ရဲ့ဖြစ်ပျက်တွေဖွင့်တာတွေရင်ဖွင့်တာတွေများလာတယ်ဒါတွေကအမှန်တကယ်ဆိုမဖြစ်သင့်တဲ့ຢာတွေပါလို့เนาะမဖြစ်အိမ်ကောင်ရဲ့ဘယ်သူပဲဖြစ်ဖြစ်သူများချစ်လို့ယူသားတွေဖြစ်စေမချစ်လို့ယူသားတွေဖြစ်စေသူများရဲ့မိသားစုအိမ်ကောင်ရဲ့ဘဝလေးတွေကိုအတိုက်အမြုံလေးတွေကိုမဖြစ်စီသင့်ဘူးเนาะဒါဗုဒ္ဓဘာသာနဲ့ကြည့်မယ်ဆိုရင်လည်းအယံကိုငရေကြီးတယ် အဲငါးပါးတီလာတယ်မှဆိုတော့ဘာချိုးဖောက်ရကြတာပေါ့နော်ကဲနောက်ထပ်တယောက်ရှိသေးတယ်နော်ထပ်ကြည့်အောင်မယ်ကျမတို့ဒီနေ့ကတော့အိမ်ထောင်ရေးဖောက်ပြန်တဲ့ဟာလေးတွေကိုတင်ထားတဲ့ဟာလေးတွေကိုနော်အဲ့ဒါရွေးပြီးတော့ဒီနေ့တင်ပြခြင်းပဲဖြစ်ပါတယ်ကဲဒါကတော့နော်နန်စန်တာ TikTok ကနေပြီးတော့တင်ဆက်လာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော့နော် viewer များနားထောင်လို့နော် တည်ပြီးသားဖြစ်မှာပါပဲเนาะဒီကိစ္စကတော့ကိုကိုတိုင်းဘယ်လိုပြောမလဲကျွန်တော်လောကကွေရမယ့်အရာပေါ့เนาะကိုကိုတိုင်းကကွေစောင့်ရှောက်ရမယ့်အရာလေးတွေအဲ့ဒါကြောင့်ဒီကိစ္စတွေကဖြစ်လာပြီဆိုလေအရန်ရှက်စရာလေးကောင်းတယ်เนาะပဲဝင်ခြင်းရောကိုရောပြောမယ်ဆိုလို့ရှိရင်ပြည့်စုံပံရောပေါ့เนาะနောက်တစ်ခါတမလွန်ဘောပါပေါ့เนาะကောင်းကျိုးမပေးပါဘူးဗုဒ္ဓဆာဗနာကြည့်မယ်ဆိုလို့ရေကာမီသူမိဆတ်စရာကံဟာအရန်ကြောက်စရာကောင်းပါလေအဲ့ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခြုံချပြီးတော့ပေါ့เนาะဇက်ကားတွေကြည့်ပြီးတော့ရုံးပြန်မလုပ်ကြနဲ့เนาะဇက်ကားတွေမှာကတော့ ဒါပညာပေးလေးတွေပေါ့နော်ဒါပညာယူတဲ့မှာပညာရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့တောင်ကြီးသူယူကြီးချိန်တွေကနေပြီးတော့အနေငယ်မျှဝေပေးလိုက်ရပါတယ်ဗျာကဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ YouTube channel လေးမှာလည်းနောက်နေ့မှာအစ်တစ်တွေတော့ဗီဒီယိုများနေနဲ့ပညာပေးပညာယူရအောင်လေးတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်အားပေးကြပါအောင်ရှင်